လီဂူးမှာလိုပဲယူရိုပါလိမှာလည်းနိုင်ပွဲဆက်မဲ့ Lion ဒုက္ခဆိုကြာလာပြီနေ့ညယူရိုပါလိအဆင့်ပွဲစဉ်နှစ်ပွဲကြိုသုံးသက်ချက်များအားလုံးပဲမင်္ဂလာပါပလေးမိတ်ကဂျာနယ်ကနေပြန်လည်ကြိုးဆိုပါရယ်ဒီကနေ့မှာတော့ပုံမှန်တင်ဆက်ပေးနေကြဖြစ်တဲ့ကြာလာပြီနေ့ညအတွက်ယူရိုပါလိအဆင့်ပွဲစဉ်ပွဲကြိုသုံးသက်ချက်တွေရှိပါရယ်ကလောင်ရှင်ဒုက္ခဆိုရဲ့သုံးသက်ချက်အနည်းနဲ့နားဆင်ရမှာပါရိုမနဲ့လိုက်လီည7:15နာရီ15ရိုမရောလိုက်လီပါ2-1ရလဒ်တွေနဲ့အပွင့်နိုင်ပွဲတွေရထားကြပါရယ် ဒါပေမဲ့ရိုမာကတော့ Nice ကိုတတရရနိုင်ခဲ့တာဖြစ်ပြီး Lively ကတော့အင်ကွင်းမှာ Switzerland Club ကိုနောက်ဆုံးမိနစ်ဂိုးနဲ့နိုင်ခဲ့တာဖြစ်ပါတယ်။ Gasparini လက်ထက်ပြိုင်ပွဲစုံ6ပွဲမှာ9ပွဲနိုင်ထားတဲ့ရိုမာရဲ့လက်ရှိခြေစွမ်းကလည်းပိုပြီးအားရစရာပါ။လက်ရှိခြေအရအင်ရှင်ကိုအားပေးတဲ့နယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ဘိုလော့နာနဲ့ Freiburg ည7:15ဘီလာကွင်းမှာတလုံးနေသောဂိုးနဲ့ဘိုလော့နာရှုံးထားပေမဲ့ Freiburg ကတော့အင်ကွင်းမှာအပွင့်လာထားပါတယ်။ ဒီရသည့်အိမ်ကွင်းနှစ်ပွဲစလုံးနိုင်ထားတဲ့ဘိုလော့နာဟာဥရောပအဆင့်မှာအိမ်ကွင်းမှတ်တမ်းကောင်းကောင်းရှိခဲ့ပါတယ်။နောက်ဆုံးအဝေးကွင်း၃ပွဲစလုံးမှာလည်းနိုင်ပွဲမရှိဘဲနှစ်ပွဲရှုံးထားပါတယ်။ဒါကြောင့်ဘိုလော့နာရဲ့ပထမအဦးဆုံးယူရိုပါလိနိုင်ပွဲကိုစမြင်ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ Brands နဲ့ Utrecht ည7:15နာရီ15ပါ။နှစ်သင်းစလုံးကမပြတ်သားတဲ့အရှုံးအနေနဲ့ယူရိုပါလိကိုစတင်ထားကြတာပါ။ Norway Club Brands ဟာအိမ်ကွင်းမှာနောက်ဆုံး၃ပွဲဆက်တိုက်နိုင်ထားသလို့ နယ်သာလန်အသင်းအနေနဲ့နောက်ဆုံးတွေ့ဆုံမှု6ပွဲမှာလည်းမရှုံးခဲ့ပါဘူး။ Ultras ကတော့နောက်ဆုံး၄ပွဲဆက်တိုက်နိုင်ပွဲပျောက်ယုံနေမှာမဟုတ်ပဲအဲ့ဒီ၄ပွဲမှာ၃ပွဲအရှုံးနဲ့လက်ရှိအချိန်မှာရုန်းကန်နေရတာပါ။ဒါကြောင့်အင်ရှင်ကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါရယ်။ Celtic နဲ့ Braga ည7:15အဖွင့်မှာ Celtic ကအဝေးကွင်း1-1တည်ကြခဲ့ပေမဲ့ Braga ကတော့အင်ကွင်း1-0နဲ့နိုင်ထားပါရယ်။လက်ရှိမှာ Celtic ကအင်ကွင်းနောက်ဆုံး သုံးပွဲစလုံးမှာပေးကိုမရှိခဲ့ပေမဲ့အဲ့ဒီထဲကနှစ်ပွဲမှာဂိုးမရှိသေးရင်ကြခဲ့ပါတယ်။ခန်စစ်မာရဲပေါ်တူဂီကလပ်ဘရာဂါကလည်းနောက်ဆုံး၄ပွဲစတိုက်ဂိုးအောက်တွေကြီးကန်ထားတာပါ။ဒီလိုပွဲမျိုးမှာဂိုးအနည်းကအသေးချာဆုံးဖြစ်မှာပါလို့သုံးသပ်ထားပါတယ်။စတူဝါဘူခရက်နဲ့ယမ်ဝိုင်းစ်ည7:15နာရီတလုံးနေသောဂိုးနဲ့စတူဝါဘူခရက်အဖွင့်လာထားပေမဲ့ယမ်ဝိုင်းကတော့အဖွင့်အိမ်ကွင်းမှာဂိုးပြတ်အရှုံးနဲ့ဂျုံခဲ့ရပါတယ်။အဖွင့်လာခဲ့ပေမဲ့အိမ်ကွင်းကန်ထားတဲ့အချိန် အကျော်ပေးထားတဲ့ Stuart Bugray ဇေယျအတော်နိုင်ပါတယ်။ရန်ပွိုင်းကတော့အာမေးနီးယားအသင်းအနေနဲ့တွေ့ဆုံမှုတွေ6ပွဲမှာတပွဲသာရှုံးခဲ့ပါတယ်။ဒါကြောင့်တည်ရင်အနေအဆုံးကြည့်ရမယ့်ဧည့်သည်ကိုအားပေးတဲ့ပွဲစဉ်မျိုးပါလို့သုံးသပ်ထားပါတယ်။ Finabachi နဲ့ Nice ည7:00နာရီ15အပွဲမှာ Finabachi ကအဝေးကွင်းရှုံးခဲ့တယ်လို့ Nice ကလည်းအိမ်ကွင်းမှာရှုံးထားတာပါ။ဒါပေမဲ့ Finabachi ကဒီရာဒီမှာအိမ်ကွင်းရှုံးပွဲမရှိသေးတယ်လို့အိမ်ကွင်း6ပွဲမှာလည်း၄ပွဲနိုင်ထားပါတယ်။ nice ကတော့အခုရာသီကစားရတဲ့အဝေးဝင်၃ပွဲစလုံးကိုရှုံးထားတာပါ။ဒါကြောင့်အင်ရှင်ရဲ့အရေးအောက်ကိုခိုလုံနဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ Ludo Gogress နဲ့ Bet 1ည7:15 Ludo Resso အပွင့်လှထားပေမဲ့ Bet 1ကတော့ Nottingham နဲ့အပွင့်မှာနောက်ကျခြေပါ၉ချောင်းသာတည်ရခဲ့တာပါ။ Bet 1ကဒီရာသီအဝေးဝင်နိုင်ပွဲမရှိသေးပေမဲ့အဝေးဝင်ပွဲတိုင်း၉သွင်းနိုင်တယ်လို့နိုင်ပွဲစရဖို့အစွမ်းကုန်ကြိုးစားလာနိုင်ပါတယ်။ Ludo Gogress ကတော့ စပိန်အသင်းအနေနဲ့တွေ့ဆုံမှုရဲ့နောက်ဆုံး၉ပွဲစလုံးကိုရှုံးထားပါတယ်။ဒါကြောင့်ဧည့်သည်ပြည်သက်ဖြစ်အားပေးရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ Panathinaikos နဲ့ Go Ahead Eagles အပွင့်မှာ Panathina ကအဝေးကွင်း၉ပြတ်နိုင်ခဲ့တယ်ဆိုပေမဲ့ Go Ahead Eagles ကတော့အိမ်ကွင်းမှာတော့၉ပြတ်မသွင်းနိုင်ပဲရှုံးခဲ့ပါတယ်။ Greek club Panathina ဟာဒီယာဒီမှာအိမ်ကွင်းရှုံးပွဲလည်းမရှိသေးပါဘူး။ Netherlands club ကတော့ဒီယာဒီအဝေးကွင်း၄ပွဲမှာတပွဲသာနိုင်ထားပါတယ်။ ဒါကြောင့်ဖာနာတီနာယူရိုပါလိနိုင်ပွဲဆက်အုံးမဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။တန်နဲ့မမ်မိုည7:15နာရီဖာဇန်ဟာအဖွင့်အဝေးဝင်တရီကြထားပေမဲ့မမ်မိုကတော့အဖွင့်အိမ်ကွင်းမှာရင်ရှုံးထားတာပါ။ဒါပေမဲ့နောက်ဆုံး3ပွဲဆက်နိုင်ပွဲပျောက်နေတဲ့ဖာဇန်ဟာဘိုးသွင်းချီကြနေပါတယ်။မမ်မိုကလည်းအဝေးဝင်ဆိုရင် ခံစစ်ကိုတော်တော်ကူးဆိုင်ပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအနေကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ Business Stuttgart ည7:30 အဖွင့်အဝေးကွင်းမှာဘေးဆယ်က2-1နဲ့ရှုံးခဲ့ပေမဲ့စတုဂတ်ကတော့အဖွင့်အင်ကွင်းမှာ2-1နဲ့နိုင်ထားပါတယ်။ဒါကြောင့်အခုအင်ကွင်းပွဲမှာတော့မရှုံးအောင်ဘေးဆယ်အစွမ်းကုန်ကြိုးစားလာမှာပါ။စတုဂတ်ကတော့အဝေးကွင်းဆိုရင်ခံစကောရလပါမတည်ငြိမ်ပါဘူး။ဒါကြောင့်အင်ရှင်ကိုအပင်းစွန်စားတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။နောက်ထပ်ပွဲစဉ်ကတော့ဆတာဘီကိုနဲ့ဖောက် FC ညတနာ30ဆတာကစတုဂတ်နဲ့မို့အဖွင့်အဝေးကွင်းရှုံးခဲ့ပေမဲ့ဖောက်ကတော့အင်ကွင်းမှာတော့အစ်စရီကလပ်ကိုဘဲဦးမကွဲခဲ့ပါဘူး။ ဂျက်တာကဒီယာဒီအိမ်ကွင်းနိုင်ပွဲမရှိသေးပေမဲ့ဂိုးတင်ချီတော့မှန်နေပါတယ်။ဂရီကလပ်ကတော့ဒီယာဒီအဝေးကွင်းမှာရလက်ပေါင်းစုံထွက်နေတာပါ။ဒါကြောင့်ဆက်တာရဲ့အိမ်ကွင်းနိုင်ပွဲစရတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ပေါ်တိုနဲ့ဇဗတ်တာညတနာ30ပေါ်တိုဟာအပွင့်အဝေးကွင်းပွဲမှာတလုံးနဲ့သောဂိုးနဲ့နိုင်ထားပေမဲ့ဇဗတ်တာကအိမ်ကွင်းမှာဆက်တဲ့နဲ့1-1တည်ကြထားတာပါ။ပေါ်တူဂီကလပ်ကိုလေးမှတ်ဖြတ်ပြီးဥဆောင်နေတဲ့ပေါ်တိုဟာဒီယာဒီအိမ်ကွင်း၃ပွဲစလုံးကိုလည်းပေးကိုးမဲ့နိုင်ထားပါတယ်။ ီယာဒီမှာအဝေးကွင်းရှုံးမွေးမရှိသေးတဲ့ဇဘတာကလည်းမမကြောကြောရှိပါတယ်။ဒါကြောင့်ဖော်တိုနဂိုးပြတ်တာမျောမဲ့စားဂိုးနေကိုအပေးတဲ့နဲ့ပွဲစဉ်မျိုးလို့တုံးသက်ထားပါတယ်။ဖီယန်နုနဲ့ဗီလာညတနာ30အဖွင့်ပွဲအဝေးကွင်းရှုံးထားတဲ့ဖီယန်နုဟာအိမ်ကွင်းမှာအစွမ်းကုန်ရုံးတော့မှာပါ။ဖီယန်နုဟာဒီယာဒီအိမ်ကွင်းမှာလည်းကစားရတဲ့လေးဝဲစလုံးကိုနိုင်ထားပါတယ်။ဖွင့်လှထားတဲ့ဗီလာကလည်းနိုင်ပွဲဆက်မှုနဲ့အတူယုံကြည်မှုလည်းပိုရှိလာပါတယ်။ဒါကြောင့်ခြေစွမ်းအရာတော့ဂိုးများမဲ့ပွဲစဉ်မျိုးလို့တုံးသက်ထားပါတယ်။ ဂျန်နှင့် Foreign Boroughs ည7:30နာရီ30 Ranger ကွင်းမှာ1စီးနဲ့နိုင်ခဲ့တဲ့ဂျန်အဖွင့်လာထားသလို Foreign Boroughs ကလည်းအဖွင့်မှာ Person ကိုတည်ကြသွားတာပါဒါပေမဲ့ဂျန်ကဒီရာဒီပြိုင်ပွဲဆုံးအိမ်ကွင်း၅ပွဲမှာနိုင်ပွဲတစ်ပွဲသာရှိပါသေးတယ် Foreign Boroughs ကတော့အဝေးကွင်းရှုံးပွဲမရှိသေးသလိုအဝေးကွင်း၅ပွဲဆက်လည်းနိုင်ထားတာပါဒါကြောင့်အကျော်ပေးမှုတွေမှာ Foreign Boroughs အနေနဲ့မရှုံးနိုင်ပါဘူးလို့သုံးသပ်ထားပါတယ်လိုင်ယွန်နဲ့ဆာဘတ်ည7:30 ။ Lion ကတော့အပွင့်အဝေးကွင်းနိုင်ထားပေမဲ့ server ကတော့အပွင့်အိမ်ကွင်းမှာရှုံးထားတာပါ။ League မှာ PSG နဲ့ပူးတဲ့ဥဆောင်နေတဲ့ Lion ဟာဒီရာဒီပြိုင်ပွဲစုံ9ပွဲမှာ6ပွဲနိုင်ထားပါတယ်။ server ကတော့နောက်ဆုံး4ပွဲမှာ3ပွဲအရှုံးနဲ့လက်ရှိအချိန်မှာရုန်းကန်နေရတာပါ။ဒါကြောင့် Lion နိုင်ပွဲဆက်မဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ Magavi Terbes နဲ့ Dynamo Zagreb ညတနာ30 Magavi Terbes ဟာအပွင့်အဝေးကွင်းပွဲမှာဘဲဥမကွဲခဲ့ပေမဲ့ Dynamo Zagreb ကတော့အပွင့်အိမ်ကွင်းမှာတွင် ဖီနာဘာချီကိုတော့3-1နဲ့ကြိတ်ထားပါတယ်။ပွင့်လာထားတဲ့ခရိုအေးရှားကလပ်ဟာဒီယာဒီအဝေးဝင်၅ဝဲသလုံးမှာရှုံးပွဲမရှိဘဲ၄ပွဲနိုင်ထားပါတယ်။အိမ်ဝင်ရှုံးပွဲမရှိသေးပေမဲ့မက်ကာဘီအတွက်ခက်ခဲမဲ့ပွဲစဉ်မျိုးဖြစ်နေပါတယ်။ဒါကြောင့်ဧည့်သည်ကိုအားပေးတဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။နော်တင်ဟမ်နဲ့မစ်ဂျလန်ညတနာ30ဒီပြတဲ့ပိုစတီကိုဂလူလက်ထက်မှာနိုင်ပွဲမရှိသေးပေမဲ့အဖွင့်အဝေးဝင်ပွဲမှာတော့နော်တင်ဟမ်ဟာဗက်တစ်ကွင်းမှာနိုင်မလို့တော့ဖြစ်ခဲ့ပါတယ်။နော်တင်ဟမ်နဲ့မစ်ဂျလန်ညတနာ30 ီးပြတဲ့ Postecoglou ကလူလက်ထက်မှာနိုင်ပွဲမရှိသေးပေမဲ့အဖွင့်အဝေးကွင်းပွဲမှာတော့ Nottingham ဟာ Betis ကွင်းမှာတော့နိုင်မလို့ဖြစ်ခဲ့ပါတယ်။ပွင့်လာထားတဲ့ Magellan ကတော့ဥရောပအတွေ့အကြုံရင့်ကျက်ပါတယ်။အဲ့ဒီ Damon Clark ဟာမတည်ငြိမ်သေးတဲ့ Nottingham ခံစစ်ကိုလည်းကောင်းကောင်းကြီးဒုက္ခပေးနိုင်မှာပါ။ Nottingham ငကိုပြတ်တာမျောမဲ့အစားဂိုးအများကပိုကောင်းမဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားပါတယ်။ Stangrass နဲ့ Ranger ညတနာ30နောက်ဆုံးပွဲစဉ်ကတော့ Strangers နဲ့ Ranger ညတနာ30 Strangers ရော Ranger ပါ အရှုံးနဲ့စတင်ရင်ဆိုင်ထားရပြီးအဖွင့်မှာလည်းဂိုးမသွင်းနိုင်ခဲ့ကြပါဘူး။အော်စတြေးလျကလပ်ဟာနောက်ပိုင်းပွဲတွေမှာဂိုးအောက်တီကြီးကန်ထားခဲ့တာပါ။ရိန်းဂျာကလည်းအဝေးကွင်းဆိုရင်ဂိုးသွင်းချိန်မမှန်ပါဘူး။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးနေသွားနိုင်ပါတယ်လို့သုံးသပ်ထားပါတယ်။ပလေးမေကာနားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တာတော့ယူရိုဝါလီပွဲစဉ်ပွဲကြိုသုံးသပ်ချက်တွေကိုကလောင်ရှင်ဒုက္ခဆိုရဲ့သုံးသပ်ချက်တွေအနေနဲ့နားဆင်ရတာပါ။ကလောင်ရှင်ရဲ့တပွဲကောင်းသုံးသပ်ချက်တွေကလောင်ရှင်ဆရာဇဝနာရဲ့ဇောင်း BMB ကောင်းကောင်းရဲ့တနင်္ဂနွေချမ်းဆောင်စတဲ့ပွဲစဉ်တွေကိုဖတ်ရှုဖို့အတွက်ကျွန်တော် Playmaker ရဲ့ Telegram Channel မှာလည်းလာရောက်ဖတ်ရှုလို့ရပါတယ်။အပတ်စဉ် Playmaker ရဲ့စနေနေ့ထုတ်တဲ့အပတ်စဉ် Playmaker ရဲ့ Online Journal ကိုလည်းစနေနေ့မှာကျွန်တော် Playmaker Journal ရဲ့ Facebook Page Messenger ကနေပြီးတော့ Online Journal ကိုဝယ်ယူလို့ရပါတယ်။နားဆင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။